ျွန်တော်တို့ arkhotet.a ရဲ့ပြောခွင့်ရခိုင်တုခကမေလ26ရက်နေ့ကဒီ arkh media နဲ့သူ interview မှာသူပွန့်ပွန့်လင်းလင်းအတိအလင်းပြောကြားတော့တာတခုရှိပါတယ်အဲ့ဒါကတော့ AA အနေနဲ့စစ်မှုထမ်းပြဋ္ဌာန်းရတာတဲ့ arkh တိုင်းပြည်အချုပ်အခြာအာဏာကာကွယ်နိုင်မှုအတွက်ဖြစ်တယ်ပေါ့နော်ဆိုဒီဥစ္စာကလည်းသူတို့နှစ်ပေါင်း200ကျော်ကြာကိုလိုနီကျွံပြုတ်ခံရတဲ့ ဘောကနေလွတ်မြောက်ဖို့အတွက်အနည်းဆုံးအခြေအနေကိုရောက်လာပြီဆိုတော့အဲ့လိုတအတိလင်းပြောသွားတာပေါ့ဒါကိုကြည့်မယ်ဆိုရင်ခိုင်သူကပြောတာကဒါရခိုင်တိုင်းပြည်ရခိုင်နိုင်ငံကိုပြန်ထူထောင်မှုဆိုတာကိုသူပွန့်ပွန့်လင်းလင်းပြောသွားတဲ့သဘောလို့ကျွန်တော်တို့နားလည်တယ်လေအရင်တော့ကပြောတာကတော့ဒီပြည်တော်စုနဲ့ပတ်သက်ရင်သူတို့ကအနေဆုံးကွန်ဖက်ဒရိတ်ကိုယူမယ်လို့ပြောတယ်ဒါပေမဲ့အခုဒါတွေကိုမပြောတော့ဘူးစစ်မှုထမ်းတဲ့ကိစ္စပေါ်မှာအခြေတည်ပြီးတော့အရခတိုင်းပြည်ဆိုပြီးတော့သူတို့ပြောသွားတယ်ဆိုတော့ AA ရဲ့စဉ်းစားချက်ကဟိုဘယ်လိုမျိုးတုံးသက်လို့ရမလဲဗျဒေါက်တာဆိုင်းကြည်စင်စွန်းအနေနဲ့ဟုတ်သူတို့ရဲ့စဉ်းစားမှုပါပေါ့ဟို ရခိတလမ်းစဉ်ပြန်ပြီးတော့ဖော်ဆောင်ခြင်းနေဆိုရက်ဟိုဥတီကျဲရည်ရွယ်ချက်ပေါ်မှာအခြေခံနေလို့ကျွန်တော်တို့နားလည်လို့ရတယ်။နောက်အခုလက်ရှိဖြစ်ပျက်နေတဲ့အနေအထားကိုလည်းအရေးပေါ်ကာလအဖြစ်တို့အတိမတ်ပြုပြုတယ်။လက်ရှိအချိန်ကအရေးကြီးဆုံးအချိန်ပေါ့နော်။အဲဒီအတွက်ကြောင့်မို့အရေးကြီးဆုံးအချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဒေတာတွေမှာရှိတဲ့လူတွေအကုန်လုံးဒေတာတွေမှာအဲလွတ်မြောက်ဖို့အရခလမ်းစဉ်နောက်ရခိတလမ်းစဉ်ကိုယုံကြည်တဲ့လူတွေအကုန်လုံးပူးပေါင်းဖို့လိုအပ်ပြီးဆိုရက်လုံ ်စုံမှုပုံစံမျိုးဖြစ်ကျွန်တော်တို့နားလည်လို့ရတယ်။အစင်းစားထားတဲ့စင်းစားမှုကတော့ဒါတို့ဒါသူတောက်လျှောက်အရှိရတယ်ဟိုပြောခဲ့တဲ့စင်းစားမှုပဲသူတို့ရခိုင်ပြည်နယ်လွတ်မြောက်ရေးနောက်အရင်တတိတနန်းနဲ့မဟာမြတ်မုဏီတောင်ပေါ်မှာရှိခဲ့စဉ်အချိန်ခါတုန်းကဆိုရဲစင်းစားမှုအပေါ်မှာအခြေခံပြီးတော့သူတို့အဲအရင်ရှိခဲ့မှုတဲ့အခြေအနေကိုပြန်ရောက်အောင်သွားဖို့ဆိုရဲ ဥတီချက်ကတော့မပြောင်းသေးဘူးလို့နားလည်လို့ရတယ်။အခုအဲ့အပေါ်မှာပဲအခြေခံပြီးတော့ဒီလှုပ်ရှားမှုကိုစတင်ဆောင်ရွက်တယ်လို့နားလည်လို့ရပါတယ်ခင်ဗျ။ဟုတ်ကဲ့။အဲ့တော့မေလ26ရက်နေ့မှာအတီလေးပြောလိုက်ပြီပေါ့နော်။အဲ့တော့ဒီအရခပြည်သူပေါ့ရခိုင်ပြည်သူတွေကနေဒီပေါ်မှာဒီကယုံကြည်နေပေါ့နော်။ကိုလိုနီကျွန်ပြူထားတဲ့လက်အောက်ကနေရုံးထွက်နိုင်မှုလွတ်မြောက်နိုင်မှုလွတ်လပ်ရအောင်ဆိုတဲ့အဲ့လိုမျိုးစိတ်ထားနဲ့ဟိုယုံကြည်မဲ့လူတို့ရဲ့လိုက်ပါနိုင်မဲ့အနေထားပေါ့။ဘလောက်လောက်ရှိနိုင်မလဲဗျ။ ရခိုင်အမျိုးသားရေးပေါ့နော်အမျိုးသားရေးအရာကြည့်မယ်ဆိုရင်ရခိုင်ဗုဒ္ဓဘာသာကြီးအနေနဲ့ကတော့အခုလက်ရှိအနေထားဖြစ်ထွန်းမှုအပေါ်မှာတို့အာရနှစ်သက်တယ်ဆိုတဲ့ဟာတော့ဒါဟိုကတ်မှန်းလို့ရတယ်ပေါ့เนาะကျွန်တော်တို့ပြောရဆိုရတာရောနောက်လိလာတုံးသက်မှုတွေလည်းကျွန်တော်တို့ရှိထားတယ်ဒါပေမဲ့အရေးကြီးတာကကျွန်တော်တို့ရခိုင်မှာကရခိုင်ဗုဒ္ဓဘာသာတစ်မျိုးတည်းရှိနေတာမဟုတ်ဘူးဆိုတော့သူ့ရဲ့အာလူဦးရေအရာကကျွန်တော်တို့ ကြည့်လိုက်မယ်ဆိုရင်ဟိုမြောက်ပိုင်းမောင်းတော့ဖက်မှာဆိုတော့ဒါရိုဟင်ဂျာလူဦးရေကျွန်တော်တို့အများကြီးရှိခဲ့တယ်အတန်းနဲ့ချီရှိခဲ့တယ်ပေါ့နော်အခုတော့ကျန်ဟိုဘက်ရောက်နေတယ်ကြံနေတဲ့ဟာတွေကြံနေပြီးရင်ကျွန်တော်တို့ဟိုမျိုးလူမျိုးတို့တခြား minority လူမျိုးတွေလည်းကျွန်တော်တို့ကြံနေသေးတယ်ဆိုတော့အဲ့ဒီဟာတွေနဲ့တို့ရဲ့ချိတ်ဆက်မှုပြီးရင်နိုင်ငံရေးအုပ်ချုပ်ရေးအခန်းကဏ္ဍတွေမှာတို့ရဲ့ပါဝင်မှုအာ consultation နေဒါမှမဟုတ်ရင်တို့ရဲ့ inclusion နေ ဘလောက်ထိရှိလဲဆိုရဲဟာအဲ့ဒါကတော့မေးခွန်းထုတ်စရာရှိတယ်။ဥပမာအခုဆိုရင်ကျွန်တော်ဟို2014အရဆိုရင်တို့လူကြီး၄သန်း၃သန်းကျော်လောက်ရှိပန်းထင်တယ်။3 3.1 million လောက်ရှိတယ်။အဲ့ဒါမှာရိုဟင်ဂျာကဟို1.2တန်းလောက်ရှိမှလို့မှန်းလို့ရတယ်။အဲ့တော့အခုလက်ရှိတို့18ပြည်နယ်မှာမြို့နယ်မှာ 14မြို့နယ်တင်ထားတဲ့ဟာမှာသူလူရေ1.5အာ9တန်းလောက်ရှိမယ်လို့ခန့်မှန်းပေါ့နော်အဲ့လောက်ရှိမယ်လို့မှန်းလို့ရတယ်ဆိုတော့အဲ့လောက်ရှိရဲ့ဥစ္စာတွေမှာ ကြံတဲ့လူမျိုးစုတွေရဲ့ပါဝင်မှုနဲ့ကြံတဲ့လူမျိုးစုတွေအပေါ်မှာဆက်ဆက်ဆံမှုအဲ့ဟာမေခွန်းထုတ်เสียရှိရယ်။ဘာဖြစ်လို့ဆိုအထူးသဖြင့်ကျွန်တော်တို့ဒီ AA အနေနဲ့ဒီရိုဟင်ဂျာတွေကိုလူသားတိုင်းဖြစ်အသုံးပြုတဲ့ကိစ္စလူခွင့်ရချိုးဖောက်မှုဆိုတဲ့ကိစ္စတွေအဲ့ဒါမျိုးဟာတွေရိုးစွတ်ထားတဲ့ဟာတွေပြောဆိုထားတဲ့ဟာတွေကျွန်တော်တို့အဲ့လိုတိုင်တိုင်တန်းထားတဲ့ဟာတွေရှိတယ်။ဆိုတော့အဲ့လိုမျိုးဟာတွေရှိနေတယ်ဆိုရင်တော့ NDA တော့ရှိတယ်လို့ပြောလို့ရတယ်။အခုလက်ရှိကြီးညာချက်နဲ့တို့ရဲ့စစ်မှုမထမ်းမနေရထုတ်ပြန်မှုဟာတကယ်လို့ဒီဟာတွေကို ူတို့ဖြည့်ရှင်းနိုင်ခြင်းမရှိဘူးဆိုရင်တို့ရဲ့ long term ရည်ရွယ်ချက်ဖြစ်တယ်ပေါ့နော်အာရခနိုင်ငံဆိုတဲ့ဟာပေါ်လာဖို့တို့ရဲ့ legitimacy ရဖို့အတွက်နိုင်ငံတကာထောက်ခံပေးနိုင်ဖို့အတွက်မှာတို့အဲကန့်သတ်မှုအကက်ဟိုအခက်ခဲအတားအဆီးဖြစ်ဖြစ်သွားနိုင်တယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့နေပြည်တော်ကြည့်မယ်ဆိုရင် तू ကဟို14မြို့ तू ကတိန်းထားပြီး3မြို့ပဲကြံတယ်မြို့တော်ပါဝင်ပေါ့နော်စစ်တူရဲ့ကြောက်ဖြူရဲ့မန်ရဲ့အခုရက်ပိုင်းဆိုကြောက်ဖြူမှာတော့ထိုးစစ်တွေတော်တော်ပြင်းပြထန်ထန်ပြန်လုံနေပြောတယ် ဟိုတချို့ကာကင်းတွေလည်းအေးရတိမ့်နိုင်တယ်ပြောတယ်ဆိုတော့ဒီလိုအချိန်လေးပေါ့နော်တစ်ချိန်တည်းမှာပဲစစ်ကောင်စီကအမြဲတမ်းသူကဘုံကျဲမှုတွေရှိနေတယ်လေနဲ့ပြီးသူ့ဘက်ကလည်းပြန်ပြီးတော့တစုံတရာဟိုတိုက်ပွဲဖော်တာရှိတယ်ဆိုတော့တိုက်ပွဲချိန်တွေကိုသုံးသပ်မစွင်ရောဒီမြို့အုံမြို့ကိုအေးအေးနေနဲ့ဆက်ပြီးတော့ယူနိုင်မဲ့အနေအထားရှိလားဒါမှမဟုတ်စစ်ကောင်စီကရောပြန်ပြီးတော့ထိုးလာနိုင်လားဆိုတော့အဲ့ဒီအချိန်တွေပေါ်မှာရောဟိုဘယ်လိုမျိုးမြင်လဲဗျကိုစမ်းကြည့်စို့နည်းနည်း သိရေအရာတော့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုပါပေါ့ဒီ2021ပြီးသွားတဲ့အချိန်မှာအောင်မြင်မှုကြီးကြီးမားမားဆိုရင်ဒါညီနောင်သုံးဖော်ပါဝင်ဒီ AA ရဲ့အောင်မြင်မှုကလည်းထင်ရှားတယ်လို့ပြောလို့ရအောင်เนาะသူ့အနေနဲ့ဒီစေနေနမိတ်ကိုကျွန်တော်တို့ဂျန်းခံမှုအတွက်စူးစမ်းလာတဲ့ဥစ္စာကျွန်တော်ချင်းနဲ့ထိရောက်တယ်အပေါ်ဖက်ဆို ခြေနဲ့ထိစကိုင်းအဆက်ထိရောက်တယ်ပြီးသွားရင်ဒီအောက်ဖက်ဆိုတဲ့ ARV တိုင်းထိကျွန်တော်တို့တို့ချက်ချက်လာနိုင်တယ်အဲ့တော့တို့ရဲ့စိတ်ရေး view ဟာအရာတော့တို့ရဲ့စဉ်းစားတွေ့ချက်မှုတွေကကျွန်တော်တို့ဟို view ဟာမြောက်တယ်လို့ပြောလို့ရတယ်အာပြီးသွားရင်တို့အနေနဲ့တစားတစားသိမ်းလိုက်နိုင်တယ်လို့ပြောလို့ရတယ်သိမ်းလာနိုင်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့မှန်းလို့ရတယ်သူတို့အနေနဲ့ဆက်ပြီးတော့ advance လုပ်ပြဿနာကကျွန်တော်တို့တိန်းနာအပြင်မှာထိန်းနိုင်ဖို့ကကျွန်တော်တို့ကပြဿနာ ပို့ပြီးတော့ကြီးတဲ့သဘောမှရှိရဲ့ဒါကတော့ AA မှမဟုတ်ဘူးဂျန်နဲ့ဒေတာတွေမှာလည်းအဲ့တိုင်းပဲတိန်းတော့တိန်းလိုက်နိုင်တယ်သူတို့တိန်းပြီးသွားတဲ့အချိန်မှာကျွန်တော်တို့လူတွေပြန်နေလို့မရဘူးအုပ်ချုပ်ရေးရန်တရား ပြန်လေလို့မရဘူးပြီးတော့နေစဉ်ရက်ဆက်အဲ့လိုမျိုးပြန်ပြီးတော့ထိုးနှက်မှုတွေအဲဒီတာလွန်အင်အားသုံးပြီးတော့ကျွန်တော်တိုက်ခိုက်မှုတွေရှိနေတယ်ဆိုရင်ဒါလူတွေအနေနဲ့ဟိုစိုးရင်ထိတ်ထိတ်လန့်မှုတွေကြားထဲမှာနေရတဲ့အတွက်ကြောင့်မို့ဒါကဘလို့မှတည်ငြိမ်တဲ့အနေအထားမျိုးတော့ပြန်ပြီးတော့ထိန်းထိန်းထားနိုင်မှာ ဟုတ်အဲ့တော့တိမ့်နိုင်လားဆိုရင်တော့ဟုတ်တိမ့်တိမ့်လာနိုင်တယ်သူတို့အရာအခုလက်ရှိဖြစ်နေတဲ့အနေအထားအရာရောစိတ်ရည်အောင်မြင်မှုတွေအရာရောစိတ်ဓာတ်ရည်အရာရောသူတို့အနေနဲ့အာတိုးတက်မှုတွေရှိနေတဲ့အတွက်ကြောင့်မို့ဒါအချိန်မြွေးသူတို့တိမ့်မယ်ဆိုရင်တိမ့်လို့ရသွားနိုင်တယ်သူတို့စီမှာအဲ့ view ဟာကောင်းကောင်းစဉ်းစားနိုင်တဲ့ဟာတွေလည်းရှိရဲဆိုတဲ့ဟာကျွန်တော်တို့အခုလက်ရှိအနေအထားအရာလည်းသိသိတာနိုင်တယ်ဒါပေမဲ့သူတို့အနေနဲ့ထိန်းထားနိုင်လားဆိုတဲ့ဟာကတော့အဲ့ဒါကတော့မေခွန်းအကြီးရှိနေတယ်အခုလက်ရှိအနေအထားမှာလည်းသူတို့အနေနဲ့ပြန်ထိုးတက် ီးတော့ခံနေရတဲ့နေရာကြားကြီးတွေမှာပေါ့เนาะကျွန်တော်တို့ဟိုထိခိုက်နေတာကိုကျွန်တော်တို့ဆုံးရှုံးမှုတွေကျွန်တော်တောက်လျှောက်ရှိနေတယ်ဆိုတဲ့ဟာလည်းကြားနေရတယ်ဆိုတော့အဲ့လိုမျိုးဟာတော့စစ်တပ်ဘက်ကတောက်လျှောက်လုပ်နေမဲ့သဘောတရားတော့ရှိနေသေးတယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့ပြီးခဲ့တဲ့ဂျပန်ကြောက်တော့ပေါ့နော်တော်တော်လေးလေချောင်းကတိုက်ခိုက်လိုက်တယ်ဒီလိုဟာတွေကစစ်ကောင်စီဘက်ကအချိန်မရွေးသူကလုံနိုင်တာပေါ့အဲ့တော့ခုနပြောဆိုနယ်မြေတော့ရပြီနီးနယ်မြေတော့အုပ်ချုပ်ဖို့ဟို confederate ပဲဆိုဆိုပြည်နယ်လို့ပဲပြောပြောလွတ်လပ်လို့ပဲပြောပြောပေါ့နော် ဒါတွေအတွက်ကိုခုနကတစုံတရာဥမာစစ်ကောင်စီနဲ့ညှိနှိုင်းမလားညှိနှိုင်းပြီးဒီနေမျိုးတွေကိုအုပ်ချုပ်ခွင့်ယူမလားဒါမှမဟုတ်ရင်ခုနဟိုຫນွေဦးတော်လိုင်းရင်းနဲ့တူလက်တွဲပြီးတော့စစ်ကောင်စီကိုအပီးဖြိုမလားဖြိုပြီးမှကြံတဲ့ဗမာရင်းနဲ့ပြန်ညှိပေါ့ဒါကတပိုင်းပေါ့နော်ဒါမှမဟုတ်ရင်နောက်ထပ်ရွေးချယ်စရာနိုင်ငံတကာနဲ့ပေါ့နော်ငါတို့ကဒီနေမြေငါတို့လွတ်လပ်ရေးအတွက်ဒီလောက်လုပ်ပြီးပြီငါတို့လွတ်လပ်ရေးအတွက်ကြေညာမယ်ဆိုရင်နိုင်ငံတကာနဲ့ဟိုလက်တန်ရှိရှိခုနလိုကုလသမဂ္ဂအပါအဝင် သူအိမ်ကြီးချင်းနိုင်ငံတွေသူချိတ်ဆက်ထားနိုင်ပြီလားဒါတွေကလည်းစဉ်းစားစရာဆိုတော့အဲ့ဒီဟာတွေမလုပ်ဘဲနဲ့ဒီအတိုင်းသွားလို့တော့အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့အီအနေနဲ့ရွေးချယ်စရာခုန၃မျိုးတော့တွေ့တာပေါ့နော်သူဘလို့ဖြစ်လာနိုင်လဲသူတို့ဘလို့စဉ်းစားမယ်လို့ကျွန်တော်တို့တွက်ဆလို့ရနိုင်တယ်ဗျသူတို့အနေနဲ့ဒါဟိုမှန်းလို့ရတဲ့ဟာကကျွန်တော်တို့ဟိုတောင်းပေါင်းစုံကနေပြီးတော့ချင်းကက်လိမ့်မယ်လို့ယူဆရတယ် ဒီတရုတ်ရဲ့အကျိုးစီးပွားကျွန်တော်တို့ရှိထားတဲ့နေရာအထူးသဖြင့်အခုဖြစ်နေတဲ့ကြောက်ဖြူနေရာလိုမျိုးပေါ့ကြောက်ဖြူမတီးကျွန်တော်အဲ့ဖက်မှာကျွန်တော်တရုတ်ရဲ့ယင်းနီးမြုံနံမှုတွေရှိထားတယ်အဲ့လိုမျိုးဟာတွေအနေထားဆိုရင်လည်းကျွန်တော်တို့ဟိုနားလည်လို့ရတာဟိုမှာလာရှုမှုစေဟို TNL MND ဖြစ်တယ်လို့မျိုးတရုတ်ရဲ့အကျိုးစီးပွားအခြေပြုပြီးတော့ကျွန်တော်တို့ ဂျန်ခံတာမျိုးပေါ့အဲ့တော့အဲ့လိုပုံစံမျိုးနဲ့ဂျန်ခံပြီးတော့စစ်ကောင်စီနဲ့ညှိလို့ရတဲ့အနေအထားကိုတို့ပေါ်ဆောင်တာမျိုးအဲ့ဒါမျိုးလည်းဖြစ်နိုင်နောက်တစ်ခုကတို့အခုဘင်္ဂလားဒေ့ရှာလည်းကျွန်တော်တို့ဒါဒီလိုမျိုးခုလက်ရှိနေပြီးတိုင်းတာရဲ့အတွက်ကြောင့်မအေးနဲ့လည်းဒါအထီးတွေးဆက်ဆံဖို့လိုပြီးဆိုတော့အတိမတ်ပြုမှုမျိုးကလည်းကျွန်တော်တို့ရှိထားတယ်ဆိုအဲ့လိုမျိုးတွေမှာတို့ဒီဘက်ဆောင်ကနေပေါ့နော်တို့ရဲ့အခန်းကဏ္ဍမြင့်တက်လာအောင်အာစနစ်တကျတို့စဉ်းစားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ဖြစ်သွားနိုင်စီရတော့ရှိတယ် ဖြစ်သွားနိုင်စရာဆိုတာသူတို့အနေနဲ့ဟိုစစ်ကောင်စီအနေနဲ့လည်းသူတို့ညှိလို့ရသွားနိုင်တယ်စစ်ကောင်စီအနေနဲ့ကလည်းအခုချိန်မှာသူသူဘေးကျန်နေချက်သူဖြစ်နေတယ်ဆိုတဲ့ဟာမြင်သာထင်သာတယ်။အဲဆိုရှေ့တန်းကသူတို့အနေနဲ့တိုက်ပွဲကတခုလည်းမဟုတ်တော့ဘူး။ဒါကဏ္ဍဆောင်ဟိုတောင်းပေါင်းဆောင်ကနေဖြစ်နေတဲ့အတွက်ကြောင့်မလို့သူအနေနဲ့ခက်ခဲနေတယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်။ အဲ့တော့ကျွန်တော်တို့ကမှန်းလို့ရတဲ့ဥစ္စာလက်ရှိအခြေအနေမှာစစ်တပ်ကြီးရတယ်လုံးဝပြုတ်သွားမဲ့အနေထားတော့ဟုတ်မနေသေးဘူးအဲ့ဒါကြီးရတယ်ကျွန်တော်တို့ပြောသလောက်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဒါပေမဲ့တကယ်တမ်းဟိုဘက်ကတော်လိုင်းကြီးဘက်ကအဟာရကိုအကုန်လုံးကိုဒီစစ်တပ်ကနေပြန်ပြီးတော့နိုင်နိုင်နေနေပြန်အုပ်နိုင်ဖို့ဆိုရဲဟာလေအဲ့လောက်ထိမယိုးသားတော့ အဲ့တော့အကောင်တော့ကိုစီကိုစီသူ့ရဲ့ leverage ကိုစီရှိသွားတဲ့အတွက်ကြောင့်အရင်လိုပုံစံမျိုးတော့ပြန်မရတော့တာသိကြရတယ်။ဒါပေမဲ့ကျွန်တော်တို့ကစစ်ရေးအရလည်းကျွန်တော်တို့က storm mate ဖြစ်သွားတယ်လို့ပြောလို့ရတယ်။ဒီကနေပြီးတော့ကျွန်တော်တို့ဟိုသူ့မသားကိုမသားတကယ်တော့တိန်းသွားတယ်ဆိုတဲ့တိန်းသွားတဲ့ဥစ္စာအဲ့လိုမျိုးတောက်လျှောက်ဖြက်စီးနေတဲ့ဟာမျိုးဖြက်လို့ဖြက်စီးလုံနေတဲ့ဟာမျိုးနဲ့တောက်လျှောက်ဖြစ်ပြီးတော့လူတွေအတွက်ဒုက္ခရောက်နေအခြေအနေရောက်နေ အဲ့တော့အဲ့လိုမျိုးဟာမျိုးအနေထားဖြစ်တဲ့အတွက်ကြောင့်အေအေအနေနဲ့စဉ်းစားနိုင်တာကတော့ခုနကတော့ဂန္ဓာပေါင်းစုံကနေသူ leverage ရအောင်သူတိဆောက်နိုင်တယ်တိဆောက်ပြီးသွားတဲ့အချိန်ကျတော့သူ့ရဲ့လွတ်မြောက်ရေးအတွက် land ဖောက်သွားနိုင်တယ်လို့မှန်းလို့ရတယ်အဲ့အဲ့ဒါလည်းဟိုဘိုချိုထွန်မရနိုင်ပြောထားဖူးခဲ့တဲ့စကားရှိဟိုအစိမ့်နဲ့ဆိုလည်းပေါင်းရင်လည်းနာတာပဲအနီနဲ့ပေါင်းရင်လည်းနာတာအဲ့တော့ကိုလူမျိုးအကျိုးစီးပွားအတွက်ဟိုကြည့်ဖို့လိုရယ်ဆိုတဲ့ဥစ္စာဒါအစောပိုင်းတော့သူရဲ့အင်တာဗျူးတွေမှာသူပြောခဲ့တဲ့ဟာပေါ့ ။ဒါအဲ့တော့ဒီမိုကရေစီပဲဖြစ်ဖြစ်ဖက်ဒရယ်ပဲဖြစ်ဖြစ်ဘယ်လိုပုံစံမဲဖြစ်ဖြစ်သူနိုင်ငံကြီးရဲ့မှာဘယ်လိုပဲစဉ်းစားနေစဉ်းစားနေဂျိမ်းတည်တာတော့သူ့ရဲ့ဒေတာတွေမှာရှိတဲ့လူမျိုးဒေတာခံကြီးရဲ့အကျိုးစီးပွားဖြစ်ထွန်းမှုသူဥတီပြီးတော့စဉ်းစားမယ်ဆိုရဟာမျိုးသူပြောထားဆိုထားတဲ့ဟာကြီးရှိတယ်။အဲ့ဥတီဂျန်နဲ့ဆိုရင်ကျွန်တော်မြင်လာတော့အဲ့ကဏ္ဍပေါင်းစုံအနေနဲ့သူအချင်းချင်းပြီးတော့ကစားသွားလိမ့်မယ်လို့ယူဆလို့ရတယ်။ဟုတ်ကဲ့အဲ့တော့မေလ26ရက်နေ့ပြောခွင့်ရခိုင်တုကပြောတယ်ကုနာ နှစ်ပေါင်း200ကျော်ကိုလိုနီဂျုံပြူကနေလွတ်မြောက်ဖို့အာရခတိုင်းပြည်အတွက်ဒီစစ်မှုထမ်းရမယ်ဆိုတော့အခုလိုအတီလင်းပြောကြားချက်ပေါ့နော်အာရခတိုင်းပြည်အတွက်ဆိုတော့ကြီးညာချက်ကကျွန်တော်တို့ဒီဗမာအင်အားစုတွေပေါ့ဟိုစစ်ကောင်စီတို့ထားလိုက်ပေါ့စစ်ကောင်စီကိုတိုက်ခတ်နေတဲ့အင်အားစုတွေဖြစ်ဗမာတိုင်းရင်းသားအများစုပေါ့နော်သူတို့ရဲ့အမြင်ကဒီအပေါ်မှာလက်ခံတဲ့နယ်လို့ထင်လားလက်ခံပေးရမလားဒါမှမဟုတ်သူတို့ရဲ့စဉ်းစားချက်ကဗမာတွေမှာလောလောဆယ်ဘယ်လိုမျိုးဖြစ်နိုင်လဲ အဲ့မှာနှမျိုးတော့ဖြစ်နိုင်တယ်ခင်ဗျာကြည့်လိုက်ရင်ကျွန်တော်တို့ကအင်္ဂလိပ်ခေတ်ကြီးရပါဘူးเนาะတွဲပလိုက်တာတွဲပြီးမြင်လိုက်တာ mainland burma နဲ့ကျွန်တော်တို့ proper burma ပေါ့နော်အဲဟာနဲ့ကျွန်တော်တွဲတာဆိုရခိုင်ကလည်းဗမာနဲ့နီးရယ်ဆိုတဲ့ဟာမျိုးတဝဲကလည်းနီးရယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ကတွဲပြီးတော့မြင်မြင်ခဲ့မြင်ခံခဲ့ရတယ် အဲ့တော့ဗမာလို့ပြောလိုက်ရင်ကျွန်တော်တို့အဲ့လိုမျိုးတိုင်းနယ်ပြည်နယ်ခွဲတာဟိုကကျွန်တော်တို့အဲ့ပုံစံမျိုးကျွန်တော်တို့စဉ်းစားမှုပုံစံမျိုးနဲ့တိုင်းရင်းသားလူမျိုးခွဲခြားမှုပုံစံမျိုးကိုတို့အာဖြစ်ခဲ့တယ်အဲဒါပေမဲ့ကျွန်တော်တို့ရှိခဲ့တဲ့တမိုင်းအရာလည်းကျွန်တော်တို့ကဟိုအစင်လာတွေနဲ့တောက်လျှောက်ရှိခဲ့တဲ့ပုံစံတွေကလည်းကျွန်တော်တို့မတူကြဘူးဟိုပြောနေတဲ့ narrative လည်းမတူဘူးเนาะရခိုင်ဘက်ကပြောတဲ့တမိုင်းတမျိုးရှိတယ်လို့ဗမာဘက်ကပြောတဲ့တမိုင်းလည်းတမျိုးရှိတယ်အဲ့လိုမျိုးအနေအထားမျိုးမှာကျွန်တော်တို့တောက်လျှောက်ဟို VOD တွေရှိနေတဲ့အချိန် အဲ့ဒီဟာတွေကတော်တော်များများ2021မတိုင်ခင်တော့ကျွန်တော်တို့နားလေဖို့ခက်ကြရယ်ဆိုရဟာတွေ့ရတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ပလက်ဝါတို့ဘာလို့ညာတို့တောက်လျှောက်ပေါ့နော်ကျွန်တော်2020ရွေးကောက်ပွဲမတိုင်ခင်တောက်လျှောက်ကျွန်တော်တို့စစ်တွေဖြစ်နေတဲ့အချိန်တောက်လျှောက် AA နဲ့စစ်ဖြစ်နေတဲ့အချိန်မျိုးမှာကျွန်တော်တို့ ဟိုလေးမြန်သုံးမှုတို့ဒါမှမဟုတ်ရဟတ်ရင်သုံးမှုတို့ပြီးရင်အေးအေးကိုဟိုဗာလဲမွတ်စလင်တွေကိုပဲကျွန်တော်တို့တိုက်နေတာမျိုးမဖြစ်အောင်အေးအေးကိုလည်းအပြုတ်တိုက်ဖို့ဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့အဲ့ဒါမျိုးပြောရဆိုတာလေလွတ်တော်ထဲမှာပြောခဲ့တဲ့စကားတွေကလည်းအမှတ်တမ်းအကြံနေသေးတယ် အဲ့လိုမျိုးကြံခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ချိန်တော့ကတော့ကျွန်တော်တို့နားလည်မှုပုံစံတစ်မျိုးဖြစ်တယ်ဆိုရဲဟာကျွန်တော်တို့ဟိုသိတာထင်ရှားတယ်။ဒါပေမဲ့2021နောက်ပိုင်းကျွန်တော်တို့ဖြစ်လာတဲ့အချိန် Federal အကြောင်းကျွန်တော်တို့အများကြီးပြောလာတဲ့အချိန် Federal Charter တွေပါပြီးထွက်လာပြီးတော့ကျွန်တော်တို့ Federal Unit ဆိုရဲဟာတွေကျွန်တော်တို့စဉ်းစားမှုတွေစလာတဲ့အချိန်အဲ့ချိန်မှာလူမျိုးအခြေပြုမလားကျွန်တော်တို့နေမြေအခြေပြုမလားဒါမှမဟုတ်ဟို Civic Centric ပေါ့နိုင်နိုင်ငံသားအခြေပြုပြီးတော့နေမြေတွေကို Federal Unit တွေဖြစ်စဉ်းစားမလားဆိုရဲဟာတွေတော်တော်များများကြေကြေပြတ်ပြတ်ပြောလာကြတယ်။အထူးသဖြင့် ိုင်ငံရေးရဲ့မှာပါဝင်ပတ်သက်တဲ့အတိုင်းဝိုင်းပေါ့နော် majority public ကတော့အဲ့လောက်ထိစဉ်းစားမှုရှိကြမှာရှိမယ်ဒါရှိတဲ့လူလည်းရှိနိုင်တယ်ဒါကကျွန်တော်တို့ပေချာပို public opinion survey လောက်မှသိနိုင်မဲ့ကိစ္စပေါ့เนาะဒါပေမဲ့ကျင်းတည်တာတော့ majority ရဲ့မှာကိုနော်ကဖွဲထွက်မယ်ဆိုတဲ့ကိစ္စကြီးကတော့အရန်စဉ်းစားလို့ကောင်းတဲ့ဟာအထူးသဖြင့်မြေပုံကြီးပဲ့သွားမယ်ဆိုတဲ့ဟာမျိုးပေါ့เนาะကျွန်တော်တို့တောက်ရှောက်ဟိုနဝတနာဖခက်ကလည်းကျွန်တော်တို့အဲ့မြေပုံကြီးပဲ့သွားတဲ့ဟာကို TV မှာအများရန်ပြပြပြီးတော့ကျွန်တော်တို့ဟို drama တွေခင်းခဲ့တဲ့ဟာမျိုးရှိတာဟုတ် ဆိုတော့အဲ့လိုမျိုးဟာမျိုးရှိတော့အဲ့ကိုယ့်ရဲ့မြေပုံကြီးကဒီတိုင်းလေးပဲကောင်းပါတယ်ဆိုရင်စဉ်းစားမှုရှိတဲ့ general public ရှိနိုင်တယ်ဒါပေမဲ့နိုင်ငံရေးထဲမှာနှီးနွယ်တဲ့လူတွေပါဝင်ပတ်သက်နေတဲ့လူတွေကတော့ဒီဟာကတို့ပစင်းစားပြီးမှရမယ်တစ်ဖက်ပိတ်နေလို့မရတော့ဘူးဆိုရင်စဉ်းစားမှုမျိုးတော့ကျွန်တော်တို့ရှိလာတယ် ရှိလာတာနဲ့အတူခုနကရောဟိုဗမာဖြစ်ချင်းပေါ့နော်ဗမာနေမီကျွန်တော်တို့တတ်မှတ်မယ်ဆိုတဲ့ဟာတွေလည်းကျွန်တော်တို့အခုနောက်ပိုင်းမှာကြည်ကြည်ပြင်းပြင်းပြောလာဆိုလာတဲ့ဟာတွေတွေ့ရနေမယ်ဆိုတော့ကျွန်တော်တို့နိုင်ငံရေးအတိုင်းအဝိုင်းထဲမှာတော့ခုနကရောပြောလိုက်တဲ့ဥစ္စာတွေမှာအများကြီးဟိုစိုးရင်ထိတ်လန့်ကြမယ်တော့မထင်ဘူးဒါကသူတို့ရဲ့အခု2020ခုနောက်ပိုင်းလှုပ်ရှားမှုနောက်ပိုင်းတိုးတက်ဖြစ်ထုံမှုပုံစံနောက်ပိုင်းမှာဒီအရွေးတွေရ တို့ရဲ့လူမျိုးစုအစုရဲ့လွတ်မြောက်ရေးရတယ်အရေးကြီးတယ်ဆိုတဲ့စဉ်းစားမှုလက်ခံပေးမှုတွေကျွန်တော်တို့ရှိပါတယ်။ဒါပေမဲ့ general public အနေနဲ့တော့ခုနကတော့မြေပုံကြီးပဲ့သွားမလားဆိုတဲ့စိုးရိမ်မှုတော့ရှိနေနိုင်သေးတယ်လို့ကျွန်တော်တို့မှန်းလို့ရတယ်။အဲ့တော့နောက်ဆုံးအနေနဲ့ပေါ့အခုအာရခတက်တော် A ကနေပြီးတော့စစ်မှုထမ်းရမယ်ပြထမ်းပြီးတော့အဖရခိုင်ပြည်လွတ်မြောက်ရေးအတွက်ကြေညာလိုက်ပြောနော်ဒီအနေထားမှာစစ်ကောင်စီကလည်းရွေးကောက်ပွဲလုပ်မှခင်းချင်းရှိတယ်စစ်ရေးကလည်းခံစစ်ရသူကသုံးတရားပြန်ပြီး ဟိုတောင်းခံနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်ဒီအခြေအနေတွေမှာဒီရခိုင်နဲ့ဒီစစ်ကောင်စီအကြားပေါ့နော်အရွေ့တခုပေါ့စည်ရေးရဖြစ်နိုင်ငံရေးရဖြစ်ဒီလက်တလုံးမှာဖြစ်လာနိုင်ကြီးပေါ့နော်ဟိုဘာတွေကိုကျွန်တော်မျှော်လင့်လို့ရနိုင်တယ်နောက်ဆုံးအနေနဲ့သုံးသက်ပေးပါဗျာ ကျွန်တော်တို့မှန်းလို့ရတဲ့ဟာ အခုဒီစစ်ဖြစ်နေတာဟာအထူးသဖြင့်ကြောက်ဖြူဖက်မှာကျွန်တော်တို့စစ်ရေးအရှိန်မြင့်လာရဲဆိုရင်တို့အနေနဲ့ဒါဆူရည်မှုရှိတယ်။တို့အနေနဲ့အဲ့ဖက်မှာယင်းနီးမြုံနံဖို့အတွက်စီစဉ်ထားရတဲ့ဟာတွေလည်းရှိတယ်။နောက်တစ်ခါကျွန်တော်တို့အဲ့မောင်တော်ဖက်မှာเนาะကျွန်တော်တို့ဟို သူတို့ရဲ့ China India Corridor ဆက်ဖို့အတွက်လမ်းဖောက်မဲ့စီမံကိန်းတွေကျွန်တော်ရှိထားတယ်လို့အဲ့ဒီမှာ Special Economic Zone အတွက်ကျွန်တော်ရထားတဲ့ဒူရထားချက်တွေလည်းရှိတယ်။အဲ့ဒါတွေဆက်လုပ်ဖို့အတွက်လည်းရှိတယ်။ဆိုတော့အဲ့လိုမျိုးအနေအထားမျိုးရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်စစ်ရေးအရာပေါ့နော်။ကျွန်တော်တို့အဲ့လိုမျိုးဆိုရင်ဟိုစစ်ကောင်စီအနေနဲ့လည်းဒီကလက်လွတ်လို့မရဘူးဆိုရဲအနေအထားမျိုးသူတို့စူးစမ်းနေတယ် ကျင်းတည်တာတော့သူတို့အနေနဲ့ဒီဒီဟာအခုကြံနေတဲ့၃ခုဟာသူတို့လွတ်လို့မရဘူးအဲ့အတွက်ကြောင့်မဖြစ်မနေထိန်းထားမှရမယ်ပြီးသွားရင်သူတို့အနေနဲ့ပြန်ပြီးတော့ပါထားတဲ့ဟာတွေပြန်သိမ်းဖို့လိုအပ်တယ်ဆိုတော့လိုအပ်မှုဘာဖြစ်လို့ဆိုတော့ဒီဟာတွေအကုန်လုံးဟာ ဒီနိုင်ငံရေးအရာကျွန်တော်တို့နှိလာနှိုင်းလာတဲ့အချိန်ကြရင်ကျွန်တော်တို့ကဒါဟို leverage ဖြစ်မှာကျွန်တော်ကွက်ဖဲရဖြစ်မှာအဲ့တော့ AA အနေနဲ့ကလည်းဒါသိမ်းဖို့လိုအပ်တယ်ဒီလိုမျိုးသိမ်းလာနိုင်ပြီဆိုရင်တို့အနေနဲ့ဒီကြံနေတဲ့၃ခုသာသိမ်းလာနိုင်တယ်ဆိုရင်ခုနသူကြေညာလိုက်တဲ့ရီမန်းချက်ယူရချက်ကကျွန်တော်တို့လမ်းတစ်ဝက်ကျော်လောက်နှီးသွားပြီဆိုတဲ့အဟာမျိုးတို့အနေနဲ့မှန်းလို့ရတယ် ဆိုတော့နှစ်ဖက်စလုံးမှာလိုအပ်ချက်ကအဲ့အဲ့ဟာရှိနေအဲ့အတွက်ကြောင့်နှစ်ဖက်စလုံးက short မဲ့အနေထားတော့မရှိဘူးအဲ့လိုမျိုးအနေထားမရှိတဲ့အချိန်မှာဒီဟာတွေကမဖြစ်သင့်ဘူးဆိုပြီးတော့ကျွန်တော်ဝိုင်းထိန်ကြမယ်လူတွေကတော့ရှိတယ် အဲ့ဒါကတော့ကျွန်တော်တို့တရုတ်လည်းရှိတယ်ဘင်္ဂလားဒေ့ရှ်လည်းရှိလာတယ်ကျွန်တော်တို့အိန္ဒိယဘက်ကလည်းရှိလာတယ်အထူးသဖြင့်တော့ခုဆိုရင်ကျွန်တော်တို့အိန္ဒိယပါကစ္စတန်တို့ဒီဘက်မှာအရှိဘက်မှာလည်းတို့ရေဆိုင်နေရတဲ့ဟာမျိုးရှိနေတော့ကျွန်တော်တို့မြန်မာနိုင်ငံဖက်ချမ်းမှာလည်းတို့မတိမငိမ့်မှုတွေများပြီးတော့တို့ဘက်ကိုယူဖိတ်လာမယ့်ကိစ္စမျိုးအဲ့တော့တို့တောက်လျှောက်စိုးရိမ်နေဆိုတဲ့ဟာတွေတို့ရှိတယ်ငကိုရေကလည်းကျွန်တော်တို့ဒီဟိုအချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟို ဒုက္ခတွေယူဖိတ်မှုတွေအတွက်သူတို့စိုးရိမ်နေရတယ်။ပြီးသူတို့ရဲ့နေမြီထဲမှာဟိုကလည်းဒီဟာပိုစန့်ကျင်မှုတွေနဲ့မငြိမ်သက်မှုတွေရှိတာတဲ့အတွက်ကြောင့်ဒီဘက်ကိုမိကူလာမယ့်ကိစ္စမျိုးသူတို့စိုးရိမ်နေဆိုတဲ့ဟာမူတည်တဲ့ပြောထားတဲ့ဟာတွေရှိတယ်။ဆိုတော့အဲ့ဒီဟာတွေကတော့ကျွန်တော်တို့ APP ဆိုင်ရာရဲ့အာပါဝင်ပတ်သက်မှုအခန်းကဏ္ဍတွေညှိနှိုင်းဆက်ဆက်မှုတွေနဲ့ကျွန်တော်တို့တစ်ခုခုအခြေအနေကိုဖြစ်သွားနိုင်စရာတော့ရှိတယ်။ ဒါပေမဲ့ဘယ်အချိန်မှာဘာနဲ့ဖြစ်မလဲတော့ကျွန်တော်တို့မသိနိုင်ဘူး။ဥပမာကျွန်တော်တို့ဒီဟိုကြောက်ဖြူရဲ့စစ်တွေမှန်အောင်ရဲ့အဲ့ဒီဟာတွေမှာလည်းသုံးနှစ်ဖက်စလုံးကဒါ တစ်ဖက်ကလည်းထိန်းထားဖို့လိုတယ်တစ်ဖက်ကလည်းတိမ့်ဖို့လိုတယ်ဆိုရဲလိုအပ်ချက်နဲ့လုပ်နေကြတာဆိုတော့အဲ့ဖက်ထဲမှာစစ်ရေးရအပြောင်းလဲတစ်ခုဖြစ်ရင်ကျွန်တော် tipping point ဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်စစ်ရေးရအပြောင်းလဲမရှိဘဲနဲ့ကျွန်တော်ဆုံးရှုံးနေတာမဟုတ်ဘူးအထူးသဖြင့်ကျွန်တော်တို့တရုတ်အကျိုးစီးပွားဒါမှမဟုတ်တခြားနိုင်ငံတွေရဲ့အကျိုးစီးပွားအထိခိုက်မှုတွေဟိုစိုးရိမ်မှုတွေကျွန်တော်တို့တစ်ခုခုလုံလုံချူချူဖြစ်လာရဲဆိုတဲ့အခြေအနေမှာအဲ့ဒါမျိုးမှာကျွန်တော်တို့ tipping point ဖြစ်သွားတယ် tipping point ပြောတာအရှုံးနိုင်ပြောတာမဟုတ်ဘူးနိုင်ငံရေးရာတို့ပြောင်းကစားဖို့လမ်းကြောင်းပြောင်းဖို့အတွက်ကျွန်တော်တို့တွန်းပို့မဲ့အားတွေကျွန်တော်တို့ပေါ်လာနိုင်ရေဆိုတဲ့အကြောင်းမျိုးပြောတာဘယ်ဟာဖြစ်မလဲတော့ကျွန်တော်မသိဘူး